ဒီဗီဒီယိုကြည့်ရှင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ညာခင်ဗျာ။ဟုတ်ကဲ့ဒီနေ့ကတော့ဒီဇူလိုင်လ4ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေကမျက်နှာဖုံးသတင်းတွေရဲ့အတွင်းပိုင်းမှာထူးခြားတဲ့သတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့ဒီစီဇန်ကိုတင်ဆက်ပေးမယ့်မေတ္တာကျမ။ကျွန်တော်တော့စီသူစရာဖြစ်ပါခင်ဗျာ။ဟုတ်ကဲ့ပါ။ပထမဆုံးနေနဲ့ကိုစီသူကမျက်နှာဖုံးလေးဖတ်ပြပါနော်။ဟုတ်ကဲ့ဗျာ။ဒီနေ့ဒေးဟောဘာ daily သတင်းစာတွေမှာထွက်လာတဲ့မျက်နှာဖုံးတွေကတော့တကြီးရွယ်ကိုတည်တည်ကပ်ပြားများထုတ်ပေးမယ်ဆိုပြီးတော့ device မျက်နှာဖုံးတင်ထားပါတယ်။ဒီ7 day daily မှာကြတော့ ဘာလို့သူမျက်နှာဖုံးတင်တာလဲဆိုရှင်မူကောင်းနေရရစကြိုဆယ်ရုတ်တရက်ရေတိုးပြီးစိုးရိမ်ရအမှတ်နီးရောက်ဆိုတဲ့တရင်ကိုမျက်နှာဖုံးတင်ထားပါတယ်ဒီစံတော်ချိန်မှာတော့ထူးထူးခြားခြားဗျစံချိန်တင်မူရစ်တရားခန်ကြီးများအဆက်အသွယ်ကောင်းလက်ရှိအခြေအနေတွင်ဖန်ဆီးရမဖြစ်နိုင်သေးဟုဆိုရဲတရင်ကိုသူမျက်နှာဖုံးတင်ထားပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါဒါတော့ဒီနေ့မျက်နှာဖုံးလေးပဲเนาะဟုတ်ပါခင်ဗျဟုတ်ကဲ့နောက်ထပ်ဒါအေရအပေါ်ပေါ့နော်ဒီမှာဆိုရင် voice ကအေရအပေါ်လေးကိုရေးထားတယ်။သူကညံ့ညံ့လေးနဲ့ပတ်သက်ပြီးတော့ပြောထားတယ်။ခေါင်းစဉ်လေးတက်ထားတာကတော့ တွက်နီးရွေးရမယ်တဲ့ငင်းချမ်းရေးပု္ပ္ပစာဆိုပြီးကောင်းစစ်တက်ထားပါတယ်ရှင်ဒီမှာသူပြောထားတာကဒုတိယပင်လယ်ညီလာခံအမည်နဲ့တဲ့နိုင်ငံလုံးဆိုင်ရာငင်းချမ်းရေးဆွေးနွေးပွဲကျင်းပမယ့်ရက်ကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပါပြီတဲ့ဒုတိယပင်လယ်ညီလာခံကဥသိမ်းဆိုင်အစိုးရလက်ထက်ကအစပြုခဲ့တဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်တွေကို NLD အစိုးရကလည်းဆက်လက်ဆောင်ရွက်ရမယ်ပထမဆုံးတရားဝင်ညီလာခံတစ်ခုလည်းဖြစ်ပါတယ်တဲ့ဒီ260ကျော်လာပြီဖြစ်တယ်ပေါ့နော်ပြည်တွင်းစစ်မီကအာနာရှင်တပ်တန်းထပ်ပိုကြာမြင့်ပေမဲ့လည်းအခုအချိန်ထိမငြိမ်းနိုင်သေးပဲ ောက်လောင်နေရခြင်းကအပေကြောင့်လဲဆိုပြီးတော့မေးစရာရှိပါတယ်ဆိုပြီးတော့ဒီ voice ရဲ့အရာအပေါ်ကမေးခွန်းထုတ်ထားပါတယ်တောဥဆက်ပိုင်ပရိသရစ်ခေကိုလိုနီခေပါလီမန်ဒီမိုကရေစီခေအာနာရှင်ခေမာတီတဲ့လက်ရှိအစိုးရအထိတောင်တန်းဒေတာနဲ့ပြီးမှကြမှာမတိမတာရောတိတိတတရောခွဲခြားအုပ်ချုပ်ဆက်ဆံခဲ့ခြင်းလူများစုကြီးစိုးတဲ့နိုင်ငံမှာလူနည်းစုအပေါ်အနိုင်ကျင့်တဲ့သူဖြစ်ခဲ့တဲ့တာဒကတွေကကနဝူးဇလန်အစအုပ်ဆိုးနိုင်ပါတယ်ဆိုပြီးပြောထားဟိုဒီမှာပြည်တွင်းစစ်ဖြစ်နေတာကတော့ဒီ လူများစုဖြစ်တဲ့သူတွေကတိုင်းရင်းသားတွေကိုဖိနှိပ်တယ်ဆိုတော့အတွေ့အကြုံနဲ့ပေါ့နော်ဒါဖြစ်နေကြတာဖြစ်ပါတယ်ဖိနှိပ်မှုကိုမခံနိုင်တဲ့အပေါ်မှာဒါစစ်မီးတွေလည်းတောက်လောင်နေကြပါထိုစင်ကားတဲ့ပြည်တွင်းစစ်မီးကတဲ့နောက်ွယ်မှာယူသားသောတိုင်းသားတွေကပြည်တော်စုတို့မဟုတ် ပြည်မအစိုးရကိုလက်နက်ကင်ဆန့်ကျင်ပုံကန်ရခြင်းအဓိကအကြောင်းအရာများစွာယူရှင်းလာပေမဲ့လည်းကုန်ခဲ့တဲ့2.90ကျော်ကာလကစပြီးစွတ်ဖက်ချက်လက်ကျိုးကင်မှုတွေကိုကျိုးအတ္တတွေနဲ့ရှုပ်ထွေးပွေလီလာပါတယ်ဆိုပြီးပြောထားပါတယ်။အစပိုင်းကတော့ဒီကိုရဲ့ကိုပိုင်လှလက်ခွေရဖို့ကိုလှုပ်လာပေမဲ့နောက်ပိုင်းမှာကျတော့ကိုကျိုးစွတ်ဖက်မှုတွေပါလာတယ်ဆိုတဲ့ကိစ္စကိုသူပြောထားတာပါ။ညဉ့်ညံ့ရဲ့အစ်စ်မရောက်မီတဲ့ အပြစ်ခက်ရစဲစာချုပ်များကလည်းနှစ်ဖက်စလုံးကလေးစားလိုက်နိုင်မှုမရှိတာတွေကြောင့်ခြေအောက်ခြေတက်တင်မှာကိုကျိုးစည်းပွားမကင်းတဲ့ထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပေါ်လာပြီးတော့ပြဿနာတို့ကြောင့်အပြစ်ရထားတဲ့တိုင်းကလက်နက်ကင်ချင်းချင်းနဲ့တက်မတော်ကအပြန်အလှန်ဒီစစ်ပွဲတွေလည်းဖြစ်ပွားနေပါတယ်။ ဒီအချိန်ကြာမြင့်လာတဲ့ပြည်တွင်းစင်မီတို့မဟုတ်ငင်းကြဲရေးပု္ပ္ပာကိုတဲ့ဥသိမ့်ချိန်တော်၎င်းဒေါအောင်ဆန်းစုတီတော်၎င်းငါးနှစ်တက်တန်းတစ်ခုတွင်ပြည်လျောင်ဖြည့်ရှင်းတွက်ချက်နိုင်ရမှာမိတို့မှမမျိုးလဲကူနိုင်ဘူးတဲ့အစိုးရများအပေါ်မှာဖိအားပေးနေကြခြင်းကလည်းနိုင်ငံရေးကိစ္စတွေကရောရှက်နေပါတယ်တဲ့ဆိုပြောထားတယ်။မြမငင်းကြဲရေးပု္ပ္ပာကိုကြည်ပါရင်တဲ့အင်အားကြီးရဲ့လက်နက်ကိုင်အဖွဲ့ကြီးအချို့နောက်ကွယ်မှာကိုကျိုးစည်းပွားကာကွယ်လူသူတွေနဲ့ဒီမိုကရေစီချန်ပီယံဖြစ်လို့သူ နိုင်ငံကြီးရဲ့ဆွတ်ဖက်မှုနိုင်ငံရေးခြေရှုပ်မှုဒေသတွင်းအင်အားချိန်ခွင်ညှိနေတဲ့ရောရှက်မှုတွေကတဲ့တပူပေါ်နှစ်ပူစစ်နေတဲ့အနေအထားမှာရှိပါတယ်။ဒီလက်နက်ကင်ထားခြင်းကလည်းမြေပေါ်မြောက်တယန်ဇာတနဲ့နေဆက်ကုံသွင်မှုတွေကိုအကြောင်းပြုပြီးတော့အသက်မွေးဝမ်းကြောင်းတစ်ခုတာမန်လူတွေထက်အခွင့်အရေးပိုရနေတဲ့ဖြစ်နေတယ်။လက်နက်ကင်အဖွဲ့တချို့ကလည်းလက်နက်စွန့်လိုက်ပါကအကာအကွယ်မက်ကရှက်တီရှင်သန်ရင်အနာဂတ်မသေးကြမရဖြစ်သွားမယ်လို့ဆိုရင်လည်းပုတ်စာရဲ့ပိထားချက်တခုလည်းဖြစ်ပါတယ်တဲ့ ဒီမိတို့ပင်ဖြစ်စီပါနော်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ညဉ့်ညက်ရေးပု္ပ္ပစာကိုမဖြစ်မနေတွက်ချက်ဖြည့်ရှင်းရမယ်ဖြစ်တာကြောင့်ပု္ပ္ပစာရဲ့ပေးထားချက်များကိုကြိုတင်ကြည့်ရစွာလေးလာပြင်ဆင်ပြီးတော့တွက်နည်းများစွာရှိတဲ့အနက်မှာပေါ့နော်ဒီအဓိကဖြစ်တဲ့သူတွေကဘယ်လိုအဖြေထုတ်ပေးနိုင်မလဲဆိုတာကိုဒါကဒီ voice ကအိရာအပေါ်နေတဲ့သူမြင်တာတွေကိုသူထောက်ပြပြီးတော့ပြောထားတာဖြစ်ပါတယ်။အဲ့တော့အိရာအပေါ်နော်ကျွန်တော်ကျွန်တော်ကတော့ဒီနေ့ပါပေါ့ထူးခြားတဲ့သတင်းတွေနေတော့ ဒေးလီလေဗန်ကတင်းတပုတ်ကိုကျွန်တော်ယူထားပါတယ်အဲ့တော့ကျွန်တော်ဒီ Facebook မှာလည်းတော်တော်လေးဟိုဟိုလိုဒီကျော်ဖြစ်နေတဲ့သတင်းပါဒီကလေးမျိုးကသတင်းပေါ့နော်ဒီကလေးမျိုးနေရစ်ဆရာမြစ်အထက်ဖြားမှာရေမြင့်ပေ30ခန်းရုတ်တရက်တက်လာ၍တိဆောက်စဲနုံတာ73ခုမျောပါပြက်စီဆိုတဲ့သတင်းတွေမှာစာမျက်နှာ7နဲ့73မှာရေးထားတာဖြစ်ပါရဲ့ခင်ဗျကလေးပြမျိုးနဲ့ကလေးမျိုးနဲ့ရာဇကြိုကျေးရွာအနီး ရှိရွာစကြိုးဆယ်ဤအထက်ဘက်တွင်ဇူလိုင်လ3ရက်နေ့နံနက်9နာရီခန့်ကရေမြင့်ပေ30ခန်းတီမြင့်တက်လာပြီးရွာစကြိုးဆယ်ဤအထက်ဘက်တွင်တိစောက်လျက်ရှိသောနုံတာဆယ်3ခုရေမျောပြက်စီခဲ့ပြီးအဆိုပါဆောက်လျည်လုပ်ငန်းမှဆက်ကြီးနှစ်စီးအပါအဝင်ဆိုင်ကယ်များရေထဲမျောပါခဲ့သည်ဟုအဆိုပါဖြစ်ပျက်ကိုကိုရိုင်းကျုံတွေးခဲ့သူများ၏ပြပြကြရသိရသည်တဲ့ဒီကွန်ကျုံခဲ့တဲ့လူကသူ့ရဲ့ဖြစ်ပျက်လေးသူမနေ့ကဟာလေးကိုသူပြန်ပြပြထားပါတယ်ဖြစ်ပျက်ကမနက်9နာရီကျော်ခန့်ကဝန်ကနေအတန်ကြီးနဲ့ရေတွေတက်လာတယ်ကျွန်တော်တို့ပြေးလို့မလုပ်ဘူး ခုကျွန်တော်တို့နေတဲ့နေရာကနုံသားဆယ်နံပါတ်3ဆောက်တဲ့နေရာပဲရေတွေရုတ်တရက်တက်လာပြီတက်လာတော့ပင်90လောက်တွင်ပြည့်လို့မလိုဘူးအဲ့နေရာကနေရစရာမြင့်ရဲ့ဒရောင်စစ်ကွေးလို့ခေါ်တဲ့နေရာမှာနုံသားဆယ်လုတဲ့လုသားတွေလုသားတွေနဲ့အင်ဂျင်နီယာအဖွဲ့တွေရဲ့ကျွန်တော်တို့တဲတွေအကုန်ရေထဲမျောကုန်တယ်အမြင်ပိုင်းကြားတဲ့တဲနှလုံးတော့လွတ်တယ်စက်ကြီးနှစ်စီးရေနဲ့မျောသွားတယ်ဆိုင်ကယ်တွေမျောသွားတယ်ကားရဲ့စက်ကြီးတစ်စီးရဲ့ကျန်ခဲ့တယ်ကျွန်တော်တို့နေတဲ့နေရာကအမြင်ပိုင်းတိတ်မကြံတော့ဘူးရေကချက်ချင်းကျသွားလို့ဒါမှမဟုတ်မလွယ်ဘူး ဒီနဲ့အိမ်နာလေးမှာလူရောက်20လောက်ပိတ်မိသွားတယ်ရေကျသွားတာကလည်းမြန်တယ်နှစ်နိုင်လောက်ပဲကြာတယ်ရေကပေ30လောက်ထိရုပ်ပြက်ကြီးမြင့်တက်လာတယ်ရေချင်းချင်းပြန်ကြသွားလို့ကြာရေချင်းချင်းပြန်ကြသွားလို့ဒါရေရေဆက်တက်မယ်ဆိုရင်ကျွန်တော်တို့သိပြီအခုလူထိခိုက်မှုတော့မရှိပါဘူးဆိုပြီးတော့ဒီနုံနာဆယ်တိဆောက်အောင်မှာလက်သမားဆရာပြစ်လုတ်ကင်ခဲ့သူကိုဝင်းကြိုင်ကပြောပြရတယ်ဗောနော်ဒါသူ့ရဲ့မနေ့ကကြုံခဲ့ရကြုံခဲ့ရတယ်တကယ်ဖြစ်ပြလေသူပြန်ပြောပြတာပါဟုတ် ဒီနုံဒဆယ်3ခုမှာရာဇဂျိုဆယ်ဤအထက်ပတ်တွင်ရာဇဂျိုဆယ်အတွင်းအနယ်နှစ်မြမကြစီရင်အစိုးရတက်လက်ထက်တွင်လုပ်ကိုင်ရန်အတွက်ချပေးခဲ့သောလုပ်ငန်းတစ်ခုဖြစ်သည်ဟုသိရသည်နေရစ်စရာမြစ်နေရစ်စရာမြစ်ဤတက်လာမှုကြောင့်ရာဇဂျိုဆယ်ဤအောက်ဘက်ကျေးရွာချို့ဤအနေပိုင်းတွင်ရေဝင်မှုများဖြစ်ပါခဲ့ပြီးစိုက်ပျိုးရန်ပြင်ပြင်ဆင်နေသောလယ်မြေချို့ရင်းနှီးပြုတ်ခဲ့သည်ဟုသိရသည်တဲ့ဒီနောက်ပြီးတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့တရင်ကဘယ်လိုဆက်ရလဲဆိုတော့အစိုးရရေးကြဆင်းလာမှုကြောင့်ရေစ ရစကြိုဆယ်အတွင်းရေများရုတ်တရက်မြင့်တက်လာပြီးညနေပိုင်းတွင်ရေတဖြည်းဖြည်းကျဆင်းသွားပြီးရေစင်းနှင့်ပါသောတစ်တုံများအမိုက်များပိတ်ဆို့မှုမရှိရန်ဆယ်ဝန်နှန်းများစောင့်ကြည့်လျက်ရှိသူသိရသည်ရစကြိုဆယ်တွင်ဒေသဆိုင်ရာအာဏာပိုင်များနှင့်ဆယ်ဝန်နှန်းများအလဲကျစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးဆွဲကြောင်းဒါဒီနေ့မှဖော်ပြတာပါလေ။ဟုတ်ပါတယ်။ပြီးတော့အဲဒီဗီဒီယိုဖိုင်နဲ့တက်လာလိုက်ကြနော်။ဒီရာဇီကို30ဒီပေါက်ကြတဲ့အတွက်ပေါ့နော်။ဒီရေစီးတန်နေတဲ့ ဟုတ်ပါတယ်ဟိုပုံလေးတက်လာတယ်ပြီးတော့တခုခုဆိုလို့ရှင်ဒီမိုးရွာသွန်းမှုကြောင့်ရေစကြည့်ပြီးဆိုဒီစကိုင်းတိုင်းပေါ့နော်ဒီကလေးဘက်ကရေစကြည့်ရလဲများနေရပေါ့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လေဒီဟာသူ့ရဲ့သက်ဆိုင်ရာဒီအစိုးရကပေါ့နော်လုပ်ပေးရမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဒီနောက်တစ်ပုတ်အနေနဲ့ကကြတော့ဒီ 70D D ကတတင်းပေါ့နော်ဒီ 70D ကဆိုလို့ရှိရင်သူစာမျက်နှာရှင်းမှာဖော်ပြထားတဲ့တတင်းမှာဒီတကောင်စင်းကောက်တာနဲ့ပတ်သက်ပြီးပြောထားရပေါ့နော် ဒီကောင်စင်းကောက်ယူရမှာတဲ့ပါဝင်တဲ့ကိုးကွယ်တဲ့ဘာသာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုတဲ့အခုလတတိယဘက်မှာထုတ်ပြန်သွားမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ဒါကတော့ဒါအရင်အစိုးရကကောက်ခဲ့တဲ့ဟာပေါ့နော်။ဒါပေမဲ့အခုအစိုးရမှာဒါထုတ်ပြန်မယ်ဆိုတဲ့အကြောင်းလေးပါ။ဒီ2014လူဦးရေနဲ့အိမ်အကြောင်းအရာဒီကောင်စင်းကောက်ယူမှုမှာပါဝင်တဲ့ကိုးကွယ်တဲ့ဘာသာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုဇူလိုင်တတိယဘက်မှာထုတ်ပြန်မယ်ဆိုပြီးတော့ပြောထားတာပါ။ ဒီအစိုးရတက်လက်ထက်မှာ2014လူဦးရေနဲ့အင်ကြောင်းရသကောင်စင်းကောက်ယူပြီးထုတ်ပြန်ရကြံရှိနေတယ်တဲ့အဆိုပါကိုးကွယ်တဲ့ဘာသာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုဆက်လက်ထုတ်ပြန်ရစီစဉ်ဖို့ကိုဒီအလုသမားလူမှုဖူလုံရေးနဲ့ဒီလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့အမြင့်တဲ့အတွင်းဝင်ဦးမြင့်ကျိုင်ကပြောလိုက်တာပါသူပြောထားတာကတော့ဒီဇူလိုင်လတတိယပတ်နောက်ဆုံးရက်လောက်မှာတဲ့ထုတ်ပြန်နိုင်ပါလိမ့်မယ်တဲ့နေပြီးတော့မှပဲအခမ်းအနားနဲ့ထုတ်ပြန်သွားမယ်ဆိုပြီးပြောထားပါဗျာ ဒီကိုးကွယ်တဲ့ဘာသာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုအစိုးရတည်ရဲ့ရက်တရာစီမံချက်အတွင်းမှာတဲ့ထည့်သွင်းရေးထုတ်ပြန်ပေးရင်အလို့သမားလူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောကြားထားတာလည်းဖြစ်ပါတယ်။ဒီလူဦးရေနဲ့အင်ကြောင်းရာတကောင်စင်ပေါ့နော်2014မတ်လ29ရက်ဧပြီ10ရက်အထိတနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်တည်းကောက်ယူခဲ့ရလည်းဖြစ်ပါတယ်။ဒီတကောင်စင်ကောက်ယူရာမှာမေကွန်း41ချက်ကိုမိမြန်ကောက်ယူခဲ့ပါတယ်။ ရှေ့ပြေးတကောင်စင်းအချက်လက်ထုတ်ပြန်မှုကို2014ဩဂုတ်မှာပထမဆုံးထုတ်ပြန်ပြီးတော့ပင်မတကောင်စင်းအစီရင်ခံစာကို2015မေလကုန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အလုတ်ကိုင်းနဲ့လုပ်ငန်းအမျိုးအစားအချက်လက်တွေကိုအခုနှစ်နှစ်စမ်းပိုင်းမှာထုတ်ပြန်ခဲ့ပြီးတော့အခုကိုးခွေတဲ့ဘာသာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုထုတ်ပြန်ပြီးလို့ရှိရင်2014လူဦးရေနဲ့အင်အကြောင်းအရာတကောင်စင်းကောက်ယူမှုက ထုတ်ပြန်ရင်တိုင်းရင်းသားလူမျိုးနဲ့ပတ်သက်တဲ့အချက်သားကြန့်ရှိရတာဖြစ်ပါတယ်။ ဒီတိုင်းသားလူမျိုးကိစ္စကတော့တဲ့နောက်ထပ်အစည်းအဝေးတွေလုပ်ပြီးညှိနှိုင်းရမှာရှိနေသေးတာကြောင့်လောလောဆယ်ထုတ်ပြန်မှုမဖြစ်နိုင်သေးပါဘူးတဲ့ဌာနရဲ့နောက်6လစီမံချက်မှာပါသွားနိုင်ပါတယ်ဆိုပြီးတော့အမြဲတမ်းအတွင်းဝင်ဦးမြင့်ကျိုင်ကပဲပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့ဒီ7 day daily ကရေးသားထားတာပါပြရတော့ကျွန်တော်ကဒီဟိုမှာဗို့ vice မှာပါတဲ့ထူးခြားတဲ့တင်းလေးပါကျွန်တော်ရန်ကုန်မှာဖြစ်သွားတဲ့တင်းလေးကိုပြန်ပြီးတော့မှအမျှဝေပေးခြင်းပါတယ်မျက်နှာဖုံးပါရပါခင်ဗျဒီစမ်းကြောင်းလန်းဓမ္မယုံရှိရုပ်ပွား ဘုရားရုပ်ဘွားတော်တွင်စက်ကတ်ထားသောမြဘရဲ့ပျောက်ဆုံးဆိုတဲ့သတင်းဖြစ်ပါတယ်ခင်ဗျဟုတ်ဒီသတင်းအမေရိကတော့ပျောက်တာအီရလာတဲ့ပျောက်တာပါဒါလေးကိုပေါ့နော်သူခုသတင်းရေးထားတာပါဆန်းချောင်းမြို့နယ်ဆန်းချောင်းမြောက်ရက်ကွက်ဆန်းချောင်းလမ်းရှိမြသိန်းနံအောင်ဓမာယုံအပေါ်ထက်တွင်ကင်းဝတ်ဆံပေတော်မူနေသောပြည်တော်ပြန်တကူးရှင်ဘုရားရုပ်ဘွားတော်၏လယ်ပင်တွင်စက်ကတ်ပူဇော်ထားသည့်မြကြောက်146လုံးကိုမြဘရဲ့ပျောက်ဆုံးနေသောကြောင့်ခုမှုကျွလွန်သူကိုဖော်ထုတ်ရေးယူရန်ဇူလိုင်လ နှစ်ရက်နေ့ကပြည်မှုပုံမှ380ပြင်အမှုဖွင့်စုံစမ်းနေကြအောင်ရင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်တဲ့ဒီအဲမဓမ္မယုံမှာပါတဲ့လူတယောက်ကပေါ့နော်ဘာပြောရလဲဆိုတော့ဒီရပွားတော်မှာဆက်ကတ်ထားတဲ့မြဘရက်ခုခံရတာဧပြီလကလေးကပါကောဘကအဖွဲ့ကမြဘရက်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးအထက်ဌာနအစစ်အစစ်ကိုတင်ပြခဲ့လို့ဂျွန်လ29ရက်နေ့မှာတိုင်းဒေသကြီးဆွေကဥရီနဲ့ညီအမှုဖွင့်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့တာကြောင့် yes scan လာအမှုဖွင့်မှရဲတပ်ဖွဲ့ကသိရတာပါဒီဓမ္မယုံကတုံလူဝင်ထွက်လို့မလွယ်ဘူးခုံမှုကျွလွန်သူကို ော်တို့အေးအေးယူနိုင်မှုစုံစမ်းနေပါတယ်ဆိုပြီးဒီစံကြောင်းမျိုးနယ်ရဲမှုဝင်းမြင့်ဦးကပြောပြရပါဘောနော်အဆိုပါမြတ်ဘေးရဲ့ခုခင်ရသည်မြတ်သိန်းနံအောင်ဓမာယုံမှာအဆိုပါမြတ်ဘေးရဲ့ခုခင်ရသည်မြတ်သိန်းနံအောင်ဓမာယုံမှာတစ်ထပ်အဆောက်အုံဖြစ်ပြီးမြင်ကြီးတဲ့ရှေ့စာမျက်နှာတွင်ဝင်ထွက်ပေါက်တက္ကမတက္ကမကြီး၃ခုနဲ့ဗရင်းပေါက်တစ်ခုရှိကြောင်းနောက်ဘက်တွင်ဝင်ထွက်ပေါက်တက္ကမကြီး၃ခုနဲ့ဗရင်းပေါက်တစ်ခုရှိပြီးရင်းတက္ကပေါက်များကိုအပြင်တွင်တန်မှန်တက္ကဖြင့်၎င်း အတွင်းတွင်မှန်တကားဖြင့်၎င်းနှစ်ထပ်ကာရင်ထားကြောင်းစမ်းကြောင်းမျိုးနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥပဘိုးဘူးကပြောပြောကြသည်တဲ့ရင်းထမယုံရှိအပေါ်တက်တွင်တန်မှန်တကားမှန်တကားနှစ်ထပ်ဖြင့်ကာရင်ထားသည့်ကနာကုရီတိုက်ရှိပြီးရင်းတိုက်တွင်အမြင့်၄ဘေခန့်ရှိပလင်ပေါ်တွင်ညံတော်မြင့်ဘေ၃ဘေရှိပြည်တော်ပြန်တကိုးရှင်ဗုဒ္ဓရုပ်ပွားတော်တဆူကိန်းဝတ်ဆံပေတော်မူကြောင်းရင်းဗုဒ္ဓရုပ်ပွားတော်၏လယ်ပင်တွင်တန်မှုငွေကျပ်၃၅၀ကျန်းရှိသောမြောက်ကျောက်၁၄၆လုံးပါမြပြည့်ရဲ့အလွယ်စွဲတကုံးကို စကက်လူတိုင်းသားကြောင့်စံကြောင်းမျိုးမှရဲစခန်းမှထံမှသိရသည်တဲ့ပြည်တော်ပြန်တကိုးရှင်ဗုဒ္ဓရုပ်ပါတော်နှင့်စကက်ထားသည့်မြပရဲ့ပြောင်းဆုံးခဲ့သောကြောင့်ဇူလိုင်လ19ရက်နေ့တွင်အစားတို့ပြုလုပ်ထားသည့်မြပရဲ့ကိုရုပ်ပွားတော်တွင်အစ်ကက်လူကက်လူပူဇော်ရန်စီစဉ်ဆောင်ရွက်နေကြောင်းစံကြောင်းမျိုးနှင့်ရဲမှုဦးဝင်းမြင့်ဦးထံမှဝင်းမြင့်ဦးကပြောကြားသည်ဆိုမှဤသားရပါခင်ဗျဟုတ်စံကြောင်းမျိုးနဲ့အတွင်းကဒီမြတ်သိမ့်တန်ပေါ့နော်စာသင်တိုင်းအတွင်းကဒီမြပရက်ပျောက်ဆုံးမှုဖြစ်ပါတယ်ဒါပေမဲ့သူကပျောက်ဆုံးမှုကလည်းနည်းနည်းထူးဆန်းနေတာပေါ့နော်ဒီအပြင်က လာတာမျိုးမဟုတ်လာဘူးဆိုတဲ့ပုံစံကိုသူပြောထားတာဖြစ်ပါတယ်ဟုတ်ကဲ့ကြောက်တာဧပြီလတည်းကကြောက်နေတာဖြစ်ပါလေအခုချိန်ထိမဖော်ထုတ်နိုင်သေးတာပေါ့နော်ဟုတ်ကဲ့ဒီသတင်းလေးတွေပြီးပြီဆိုတော့ဒီကာတွန်းဖတ်ပြတဲ့အစီအစဉ်လေးပေါ့ဒီကာတွန်းမှာကြတော့ဆန်တော်ချိန်ကာတွန်းထဲမှာထားတယ်ဖက်ဖက်ဟုတ်ကတွန်းတွေကလည်းတစ်ချက်ကြည့်ရတဲ့အခါမှာဒီအစိုးရရဲ့ရက်တရားစီမံချက်မပြည့်သေးရကြောက်လဲပါမယ်ထင်တယ်ပေါ့နော်တချို့ကတွန်းတွေကထောက်ပြပြီးတော့တိတိမိမိရေးထားတာလေးလည်းသိမရှိသေးတာရှိပါတယ်အခုဒီတဲကမှဒါနည်းနည်း ရွေးထားတဲ့ကတုန်းကတော့အဲ့ဒီမှာသူကဒီမှာပြောထားတာတော့ကွန်ဆာတာညစ်ပတ်တယ်ဗျဆိုပြီးတော့ဒီလုပ်ငန်းရှင်တူလို့ထင်ရပါတယ်ဒီမှာတော့သူပုံစံကပြီးတော့အဲ့ဒါကိုဒီ P2 ပုံစံပေါ့နော်သူပုံစံကတော့လက်စားတာကိုတန်ရှင်းလို့လားဆိုပြီးတော့ပြောထားတယ်ဒါတော့ကတုန်းဆရာပေါ်လွင်ကျော်ကတယုတ်ဖော်ထားတာဖြစ်ပါတယ်သူလည်းကွန်ပရိတ်သက်တူပဲထင်တယ်နော်ဟုတ်ကဲ့ပါရှင့် ုတ်ကဲ့ဒီကာတွန်းလေးနဲ့ပဲဒီနေ့ထွက်ရှိလာတဲ့သတင်းစာရီတွေကစိတ်ဝင်စားဖို့ရသတင်းတွေကိုတင်ဆက်ပေးခဲ့တဲ့သတင်းစာပေါ်ကဖတ်စရာများစီစီကွန်ဒီမှာပဲရှင်းလာလိုက်ပါရှင်ဒီဗီဒီယိုကြည့်ရှုအားပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်